အရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအပိုင်း၃ကိုဦးဇင်းတို့တွေဟောပါမယ်အပိုင်း၁မှာအပိုင်း၁နဲ့၂မှာပေါ့လေအရှင်သာရိပုတ္တရာနဲ့အရှင်မမောကလန်တို့ပါရမီဖြည့်စင်ကနေစပြီးတော့ခေါ်လာတယ်အပိုင်း၁မှာတော့ပွဲကြည့်ရင်းနဲ့တဝေကတွေကြီးကျယ်ရပြီး တရားရှိမတရားလည်းရှိရမယ်ဆိုပြီးမတရားတရားရှာရင်လည်းအရှင်အတ္တိနဲ့တွေ့နောက်ဆုံးတော့ဖယထံမောရောက်ပြီးယဟန်ပြုဘဝရဲ့အနှစ်သာရဟာဘာလဲအနှစ်သာရမရှိဆိုဟာဘာလဲဆိုပြီးဖယဟောတဲ့တရားတွေဥစဉ်တို့တွေ့ဒုတိယဘိုင်းနေနဲ့ဟောကြားလို့ပြီးခဲ့ပါကနေ့တတိယဘိုင်းနေနဲ့ဗာပြောပြခြင်းလဲမေးလိုက်တော့ မြတ်စွာဘုရားဝေဒနာပြီဝါကတ်တော်ရှင်သာရိပုတ္တရာမှာအကျံတစ်ခုဖြစ်ဘာအကျံလဲလို့မေးလိုက်တော့ကတမေသန္တဗုဒ္ဓနာဘဂဝန္တနာဗျံမစရိယနာစိရထိတိကံဟောတိဘယ်ဘယ်ရရင်ရဲ့သာသနာတော်ဟာအရှိခန့်ပြီးတော့မတိတံဘူးလေ ကဒမေသနာဗုဒ္ဓနာဘဂဝန္တနာမြမစရိယစိရထိတိကံဟောတိဘယ်ဖရာရှင်တွေရဲ့သာသနာတော်ဟာအရှိခန့်ပြီးတော့တည်နှံ့တယ်အရှင်သာရိပုတ္တရာမှာအဲ့ဒီအတွေ့အကြံဖြစ်တယ်ဖြစ်တော့ညနေခင်းကာလဘုရားထံမောက်ချင်းကပ်ပြီးတော့မှအဲ့ဒီအကြောင်းအရာကိုရှောက်တယ် ကဒမေသနာဗုဒ္ဓနာဘဂဝန္တနာမြမစရိယနာသီရဓိဋ္ဌိကံဟောတိမြတ်စွာဘုရားဘယ်ဖရာတွေရဲ့သာသနာတော်ဟာအရှိခန့်ပြီးတော့မတိတံပဲရှိပါသလဲဘုရားအဲ့ဒီကမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရှင်သာသာရိပုတ္တရာဝိပတ္တိတိခိဝတ္တပုဤဖရာသုံးစုရဲ့သာသနာတော်ဟာအရှိခန့်ပြီးတော့တိတံမှုမရှိဘူး ကောဒုခောဟောတုကောပြေစယောမြတ်စွာဘုရားတဲ့ကောဒုခောဟောတုကောပြေစယောအဲ့ဒါဟာဘလို့အကြောင်းတည်းကြောင့်ဒီဘုရားသုံးစုရဲ့သာသနာတော်ဟာအရှင်းခန့်ပြီးတော့မတိတတ်နာပါလေအဲ့မှာမြတ်စွာဘုရားကပြောတယ်ဝိဒါရေနသာဝကနံဓမ္မံနတိတိတော ကိလသုနောအဟိသုံသာဝကနာဝိဒ္ဓရိနာဓမ္မတိသေတုံသာဝကရေအပေါ်မှာသုတ္တကေယဂါထာဇာတကအစတိဖြင့်နဝင်ကတတ္တုသာသနာပေါ့အဲ့ဒီကိုကုကိုဘုရားရှင်များဟာအကျေတဝက်မဟုတ်ကြဘူးအဲ့ဒါကြောင့်ဘုရားရှင်တွေရဲ့ပြိဋိဘံဆံပြီးတဲ့နောက်တပိသာဝကကြီးတွေအရဟန္တပုဂ္ဂိုလ်ကြီးတွေ ဖယားသာသနာမိပြီးတော့ဖယားရှိစဉ်မှာကျင့်ကြတဲ့သာဝကကြီးတွေလည်းပြိဋိဘံစံပြီးတော့သာသနာဟာ क्वे သွားတယ်ဒီလိုပြောနောက်တစ်ချက်ကဘာလဲပြလိုက်တော့အပညာတံသာဝကနံသိခာပရံသာဝကတွေအတွက်သိခာဘုတ်တွေပညာတံလည်းမရှိဘူးသာဝကတွေအတွက်သိခာဘုတ်ပညာတံမရှိလို့လည်းပဲသာသနာမြဲမြဲ क्वे သွားတာ ောက်တစ်ချက်ထပ်ပေးတယ်ဒါဆိုရင်ကောနုကောဗန္တိဟိတုနောက်တစ်ချက်ကဗာလဲလို့မေးလိုက်တော့ကတမေသာနဗုဒ္ဓနာသာဝကနာကတမေသာနဗုဒ္ဓနာဘဂဝန္တာနံမြေမစရိယထိတစိရထိတိကံဟောတိဘေဘယရှင်တို့ရဲ့သာသနာတော်ကရောမြတ်စွာဘုရားအရှိခန့်ပြီးတော့တီတံပါတယ်ဘုရားလို့ဒီလိုမေးတော့ မြတ်စွာဘုရားကပြောတယ်ကကုသာကောဏကောကတ္တပဤဘုရားသုံးသူရဲ့သာသနာတော်ကတော့အရှိခတ်ပြီးတီတက်ဘာဖြစ်လို့လဲလို့မေးလိုက်တဲ့အခါအာကိလာသူနောအဟိသုံသာဝကနာဝိဒ္ဓရေနဓမ္မံဒေသိတုံအာကိလာသူနောအဟိသုံသာဝကနာဝိဒ္ဓရေနဓမ္မံဒေသိတုံတပိသာဝကရဲ့ပုံပေါ် အကျေတရားဟောဖို့အတွက်ပင်ပန်းနေဆိုတာသို့မှမရှိနောက်တခါပြဉ္ညတံသာဝကနာသိက္ခာပဒံတပိသာဝကတွေတော့ဝိနိသိက္ခာဘုတ်တွေလည်းပြဉ္ညတ်ဝိနည်းတေခါဘုံပြည့်ညတ်တယ်ဆိုတာပါတိမောက်နေနဲ့ပြောရင်တော့အာနာပါတိမောက်ပါတိမောက်ကနှမျိုးဩဝါရပါတိမောက် ါရပါတိမောက်ဆိုတာကသဗ္ဗပါပလာအကရဏံကုသလသူပသံပရာသစိတ်တပရိယောဓမ္မနံဣတံဗုဒ္ဓနာသာသနာမကောင်းမှုမန္တမြမပြုကြနဲ့ကောင်းမှုမန္တမြပြုကြစိတ်ကိုပြုစင်အောင်ထားကြဒီလိုဆုံးမသွန်သင်တဲ့စကားဟာဩဝါဒပါတိမောက်လို့ဒီလိုခေါ်တယ်အာနာပါတိမောက်ဆိုတော့ဒါမလုံးနဲ့ဒါလုံးရင်ဘာအပ္ပသင့်စီဘာအပြစ်ဖြစ်စီဆိုပြီးတော့အပ္ပနဲ့တား အဘတ်တွေတက်ပြီးတော့တားမြစ်ထားတာဟာဘာလဲလို့မေးလိုက်တော့အဲ့ဒါအာနာပါတိမောက်သောသောကပြောခဲ့တယ်ကကုတံကောဏကောကတ္တပဒီဘုရားသုံးသူရဲ့သာသနာတော်အရှိခတ်ပြီးတော့တည်တတ်တယ်ဆိုတာကအဲ့ဒီလိုပြဉ္ညတ်တံသာဝကနာသိခါဗရာသာဝကတွေအတွက်သိခါဗုဒ္ဓပြဉ္ညတ်တဲ့အတွက်တာကြောင့်ရှင်သာရိပုတ္တရာကြီးတဲ့အရှိခန့်ပြီးတော့တည်တဏ္ဍာလို့မြတ်စွာဘုရားပြောပြတယ် ဲ့လိုပြောပြလိုက်တဲ့အခါအရှင်သာရိပုတ္တရာကြီးဘာလျှောက်တယ်လဲမေးလိုက်တော့ဧတတဘဂဝါကာလောဧတတသူကတော်ကာလောယံဘဂဝါသာဝကနာသိက္ခာပရံပြည့်ပေးရယံဘဂဝါသာဝကနာပါတိမောက္ခံဩဋိသေယမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးသာတပိသာဝကတွေအတွက်သိက္ခာပုတ်တွေပြည့်ညတ်မဲ့ပါတိမောက္ခတွေပြမဲ့ဆိုရင် ဣရံဓမ္မစရိယံအတ္တနိယံစိရာတိတိကံအတ္တဟောဒီသာသနာတော်ကြီးအရှိခန့်ပြီးတော့တည်တံ့ပါပါဗျာအဲ့ဒါကြောင့်မြတ်စွာဘုရားပါတိမောက်ပြတော်မူပါအာနာပါတိမောက်ထားပြီးတော်မူပါသိခာဗုဒ္ဓပညာပြီးတော်မူပါဘောဒီလိုလျှောက်တယ်အဲ့တော့သူတော်ကောင်းတို့တွေဥစဉ်တို့တွေဟောနာကြီးညိုလာကြတာအရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မ ဤဒေသနာဤအကြောင်းအရာတွေကြည်လိုက်ရှင်သာရိပုတ္တရာကြီးရဲ့သာသနာတော်မှာအရှိခတ်ပြီးတော့တည်နှံ့လို့သောစိတ်ထားဘလောက်ထိအောင်သူ့ယင်ထဲမှာ များပြားနေသလဲဆိုတာဒါသိစားတယ်သာသနာတော်ကိုချစ်တဲ့စိတ်ဘုရားကိုကြည်ညိုတဲ့စိတ်လောကအကျိုးကိုလိုလားတဲ့စိတ်အရှင်သာရိပုတ္တရာကြီးမှာအပြည့်အဝရှိတယ်လို့ဒီလိုနားလည်ရဣဒံမြတ်မသရိယံအတ္တတိယံစိတ္တထိတိကံ မြတ်စွာဘုရားသာပါတိမောက္ခဩရိသေးယပါတိမောက္ခတိပြယဣရန်ဗျမစရိယအတ္တနိယစိရတိတိခာဤသာသနာတော်ကြီးအရှိခံပြီးတော့တည်တတ်မှာပါဗျာသာဝကနာသိက္ခာပရပညာပေးရသာဝကတွေအတွက်မြတ်စွာဘုရားရင်ကိုယ်တော်မြတ်ကြီးသိက္ခာဘုရားပညာမယ်ဆိုရင်ဣရန်ဗျမစရိယအတ္တနိယစိရတိတိခာဤသာသနာတော်ကြီးအရှိခံပြီးတော့တည်တတ်မှာပါဗျာ အဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသာသနာတော်ကြီးအတွက်သိက္ခာပုဒ်တွေပြညတ်ပေးသနာတော်မူပါလို့ဒီလိုလျှောက်တယ်။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအာဂမေဟိသာရိပုတ္တာအာဂမေဟိသာရိပုတ္တာခြေသာသာရိပုတ္တရာစောင့်ဦးကွယ်တတ္ထကတောဝတတ္ထကာလံဇာနိတတိဘုရားရှင်တို့ဟာအချိန်ကာလအဲ့ဒီအတွက်အချိန်ကာလဆိုတာကိုသိကြတယ်တဲ့အဲ့ဒါကြောင့်ခြေသား အာဂမေဟိအာဂမေဟိစောင့်ပါအောင်စောင့်ပါအောင်လို့မြတ်စွာဘုရားကဒီလိုပြောအဲ့ဒါကြောင့်တရားချစ်ခဲ့တော်စင်များအရှင်သာရိပုတ္တရာရဲ့ဘဝနဲ့ဓမ္မအရှင်သာရိပုတ္တရာရဲ့စိတ်တွေသဘောထားကိုဦးဇနုတွေတို့နားကြားရတဲ့အခါမှာဤဒေသနာဤအချက်ကိုကြည်ချင်းအပ်ပြီးအရှင်သာရိပုတ္တရာရဲ့သာသနာတော်မှာဆောင်ရွက်ချက်တနည်းအားဖြင့်ပြောရင်သာသနာတော်မှာထားတဲ့စိတ်ထား မျက်မြတ်တဲ့စိတ်ထားကိုဘုဇုံတို့လာကြွယ်ပဲဖြစ်ပါတယ်။တီးခွင့်ရခြင်းပဲဖြစ်ပါတယ်။အဲဒါကြောင့်မျက်မြတ်တော်မထေရဘုရားရဲ့စိတ်ထားကိုကြားနာရပြီးတော့ပေါ့။တရားရှိခင်တော်စဉ်တို့လည်းပဲမျက်မြတ်တဲ့ဘဝမျက်မြတ်တဲ့ဌာနတို့မှာပိုင်ဆိုင်ကြကုန်ပြီလေ။မိမိတို့ကြီးမန်းတဲ့ဘဝတည်ဟူသောထက်စကန်းတက်လန့်နိုင်ကြတဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များများဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းပဲဒေသနာဏိကုံကမ္ဘာပုံကြပါစို့။ ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုတုတ်တော်နာကြားနာရပြီးတော့မှဒုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောတင်တော်ကောင်းပေါင်းတို့မှဒုံမေကနမ္မနိမခယိမကိုဝိဝုဇ္ဇေတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမေကနမ္မနိမခယိမကိုဥုံဆောင်ဖြောင်းပြောက်မတ်မတ် ယံတုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေဂုံတရီ